်အမေရိကန်ကိုတင်းပို့တဲ့ချိုင်းပုတ်ကုံတွေအပေါ်အပြန်အလှန်အောက်ခွန်36ရာခိုင်နှုန်းကောက်ခံမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီးပြင်ဆင်ထားကြောင်းထိုင်းဝန်ကြီးချုပ်ပေတုံတန်ကပြောကြားခဲ့တယ်လို့ထိုင်း PBS World သတင်းဝက်ဆိုက်မှာဖော်ပြခဲ့ပါတယ်မိမိတို့အစိုးရအနေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေတွင်းကုန်အခွန်တွေပြန်လည်ပြင်ဆင်မှုအပါအဝင်အစီအမံတွေကိုပြင်ဆင်ထားပြီးဖြစ်ကြောင်းသူမကပြောပါတယ် AV နဲ့ရက်ကထရန့်ဟာအမေရိကန်ကိုတင်ပို့တဲ့ကမ္ဘာလုံးမှာကုန်စည်တွေအလုံးအပေါ်အပြန်အလှန်အောက်ခွန်30ရာခိုင်နှုန်းကောက်ခံပြီးဖြစ်ကြောင်းအဓိကကုန်သွယ်ဘက်နိုင်ငံတွေအပေါ်အခွန်တွေ30ရ ရာဂိုင်းနှုတ်ထက်ပိုပြီးတိုးမြင့်ကောက်ခံပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီနောက်ထိုင်းဟာအမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်တွေအနက်အခွန်36ရာဂိုင်းနှုတ်ပေးဆောင်ရတော့မှဖြစ်ပါတယ်။အဲ့ဒါကြောင့်အမေရိကန်ဈေးကွက်ကိုတင်ပို့နေတဲ့ထိုင်းပို့ကုန်လုပ်ငန်းတွေအပေါ်ထိခိုက်မှုတွေကိုရောပါတက်တာစေဖို့အတွက်ဘန်နာရီနဲ့ကုန်သွယ်ရေးဝန်ကြီးတွေကအစီအမံတွေလှုပ်ဆောင်နေကြောင်းပေတုံတန်ကပြောပါတယ်။ပို့ကုန်အခွန်36ရာဂိုင်းနှုတ်ဟာအလွန်များပြားကြောင်းဒါပေမဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲဟာထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအပေါ်တက်ရောက်မှုအနည်းငယ်သာရှိလိမ့်မယ်လို့ယုံကြည်ကြောင်းထိုင်းပို့ကုန်တွေအပေါ်အမှန်တကယ် ဲ့အခွန်တိုးခြင်းဟာပြင်းမြန်900ခိုင်နှုန်းသာဖြစ်ကြောင်းပေတုံတန်းကပြောကြားခဲ့ပါတယ်။ဆွေးနွေးညီနိုင်ရေးအဖွဲ့အစည်းနဲ့ပတ်သက်ပြီးကုန်သွယ်ရေးအမြဲတမ်းအတွင်းဝင်ရဲ့တာဝန်ဖြစ်ကြောင်းအလွာပေါင်းဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်ဆွေးနွေးညီနိုင်ရေးအဖွဲ့အစည်းဖွဲ့စည်းဖို့လိုအပ်ကြောင်းလည်းပေတုံတန်းကပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့အပြန်အလှန်အောက်ခွန်တိုးမြင့်ကောက်ခံတဲ့ကုန်စည်စင်ရဲမှာဘယ်လိုပုံကုန်အမျိုးအစားတွေပါဝင်နေတယ်ဆိုတာကိုလည်းမသိရသေးကြောင်းပုံကုန်အမျိုးအစားနဲ့ပတ်သက်ပြီးရှင်းလင်းစွာသိရပြီးဆိုပါကထိုင်းရဲ့ဆွေးနွေးညီနိုင်သူတွေဟာအမေရိကန်နဲ့ကုန်သွယ်ရေးထိန်းကြီးဖို့အလျှော့အတင်းတွေနဲ့ညီနိုင်သွားပြီဖြစ်ကြောင်းသူက ကပြောပါဗျ။အဲ့ဒီလိုလှုပ်ဆောင်ရမှာလက်ရှိနိုင်ငံ GDP ဖွံ့ဖြိုးတိုးတက်ရေခံမှန်းချက်ကိုပြည့်မြောက်စေဖို့အရေးကြီးကြောင်းနဲ့အမေရိကန်ရဲ့အခွန်တိုးကောင်းမှုကြောင့် GDP ဖွံ့ဖြိုးတိုးတက်မှုအားမထိခိုက်စေဖို့စနစ်တကျလှုပ်ဆောင်သွားရမည်ဖြစ်ကြောင်းပေတုံတန်ကပြောကြားခဲ့ပါဗျ။ရှင်းလင်းစွာဖော်ပြရမယ်ဆိုပါကအပြန်အလှန်အကောက်ခွန်ဟာနှစ်နိုင်ငံအကြားပို့ကုန်သွင်းကုန်တွေအပေါ်အပြန်အလှန်ကောက်ခံတဲ့အခွန်အမျိုးအစားဖြစ်ပြီးသွင်းကုန်အပေါ်စီးကျက်ကောက်ခံတဲ့အခွန်ဟာတနိုင်ငံကအခြားတနိုင်ငံရဲ့ပို့ကုန်အပေါ်တစ်ဖက်သက်စီးကျက်ကောက်ခံတဲ့အခွန်အမျိုးအစားဖြစ်ပါတယ်။